န်းလေးများပွင့်တော့ဖူးတာဝင့်လို့ချီတယ်နေကြီးမှာရွှေကြီးတော့ငါတို့စာတင်ကြောင်းအခုကတော့မဟုတ်ဘူးဘုံမှန်နဲ့ငါတို့ကြောင်းဟောဒီမှာသွေးဆွနေတဲ့အဝတ်တွေသွေးဆွနေတဲ့ကလေးတွေရဲ့အဝတ်တွေအခုလဲအပေါ်မှာဝဲနေတော့မယ်ကလေးတွေရဲ့ပညာသင်ကြားမှုအတွက်ဘာဖြစ်လို့ဒီလိုလုပ်တာလဲ 2025ခုနှစ်မေလ12ရက်စကိုင်းတိုင်းဒေသကြီးရွှေဘိုခရိုင်တပည့်မြို့နယ်အောထိန်တွင်းခြေရွာမှာမနက်7:00နာရီလောက်ကစစ်ကောင်စီတပ်ကနေပြီးတော့ဘုံကျဲချပြီးတိုက်ခိုက်သွားတယ်။ဟောဒီနောက်ကအခန်းထဲမှာ စားသင်းနေတဲ့ကလေးတွေတဲကအ ਨੇ ဆုံး10ရောက်တည်ဆုံး။ဆရာဆရာမဥရလည်း2ရောက်တည်ဆုံးသွားတယ်။ထိခိုက်ကြံရရတဲ့အရေးအတွက်တည်းကျမတို့အခုထိကိုထုတ်ပြန်ကြေညာနိုင်ခြင်းမရှိသေးဘူး။အများကြီးပဲ။ စာတင်နေမတက်မှာကိုပဲထိခိုက်ခံရမှုတွေရရှိတာကျမတို့ရဲ့ကလေးတွေကိုအမုန်းတွေအမျိုးတွေအာဃာတတွေဝင်မလာအောင်လို့ကျမတို့ကတုံ့တင်ဆုံးပါတယ်ဒါပေမဲ့ဒီနေ့စစ်ကောင်စီလုတ်သွားတဲ့လုံရက်ကကလေးတွေရဲ့နှလုံးသားထဲမှာရောအုံနောက်ထဲမှာအမုန်းတွေအမျိုးတွေအာဃာတတွေဝင်သွားပြီဆံမှုရုံမှမှုအောက်တန်းကြမှုတွေအားလုံးက ကလေးရဲ့စိတ်ထဲမှာနှလုံးသားထဲမှာစွဲထင်သွားတယ်။နိုင်ငံတကာကကိုညင်တိုင်းတဲ့လူတွေရောကျမတို့ကလေးတွေဘလောက်ထိပင်မဘလောက်ထိဆုံချုံမှအတန်ထွက်ပြီးပြောပြကြမှာလဲ။အားလုံးနားတွေမကြားကြတော့ဘူးလား။ကျမတို့ကလေးတွေအတွက်ကိုညင်ပေးကြပါ။ Save our children ကျမတို့ကလေးတွေအတွက်ကိုညင်ပေးကြပါလူအခွင့်အရေးလူအခွင့်အရေးလို့ပြောနေတယ်အခုလိုဒီလိုဖြစ်တယ်ကလေးတွေတေးကြည့်တယ်စာတင်ကြောင်းလည်းပြည့်စည်အဲ့ဒါကတော့အလုတ်လူအခွင့်အရေးကို ထိုးပေါက်တာမဟုတ်ဘူးလားကျမတို့မငုံဘူးတင်းထားမယ်ဒါဖြစ်လို့မငုံရဘူးကျမတို့ရှစ်ဆက်လောက်ရမယ်အလုပ်တွေအများကြီးရှိတယ်ဒီလောက်ထိအောင်ဖြစ်ပြီးမှတော့လုံးဝနောက်ဆုတ်စရာအကြောင်းမရှိဘူးဒီဟာတွေအတွက်ထိုက်တန်နဲ့ပြစ်ဒဏ်ကိုပေးနိုင်အောင်ကျမတို့စူးစမ်းဒီပြစ်မှုကိုကျူးလွန်ထားတဲ့ကျူးလွန်တဲ့သူတွေအားလုံးကောင်းမွန်တဲ့ပညာသင်ကြားရေးမရပါစေနဲ့မိသားစုတွေဘယ်တော့မှချမ်းချမ်းသာသာ မနေရပါစေနဲ့ဒီကလေးတွေကြုံတယ်လို့ဒီမိသားစုတွေကြုံတယ်လို့ သူတို့လည်းထတ်တူထတ်မြခံစားပါစေလို့ကျမကတော့ကြိတ်ဆူလိုက်တယ်ကျမပြုတ်သည်များကုတော်ရဲ့အားလုံးကိုတိုင်ကြပြီးကြိတ်ဆူလိုက်တယ်ထတ်တူအကျိုးကိုခံစားကြပါစေကျမကတော့အပါဝင်တခြားလူတွေအတွက်ကတော့တော်လှန်ရေးမအောင်မချင်းဒီလိုရက်ဆက်ကြမ်းကြုတ်မှုတွေကိုအပီးတိုင်အဆုံးသတ်နိုင်ဖို့အတွက်စစ်အာဏာရှင်စနစ်ကြဆုံးဖို့အတွက်ကျမတို့ဆက်လက်ပြီးတိုက်ပွဲဝင်နေပါမယ်ချေတို့တာပါရှင်